ကောင်းပါလေလို့စုံနေပြီလေမင်းသမီးအငယ်တွေပဲရိုက်ဖို့ကြံတော့အငယ်တွေတန်းစီထားလို့ပိုက်ရိုက်ဖို့စတက်လာတွေရိုက်ခံနေရစာပြီးနောင်းလေဝါပြီးထွေးတော့အဆူလမ်းလေးကိုရောက်ဝယ်စားလိုက်တောင်းစားတဲ့ချက်ကတော့ဇက်ထုတ်ရကလေးကကဘာဖြစ်သွားပြီဇက်ကိုတေချာဖက်လိုက်တယ်အကိုအကိုကစိတ်ထည့်ပြီးရအရန်တော်တယ်ပြီ လိုချင်အောင်လဲဟိုသူ့ item မတင်အောင်စိတ်အရင်ထည့်ပေးတယ်ပြီးရင်အဲ့နေအောင်ဘယ်လိုလုပ်ဆိုရဲဟာမျိုးပြောတဲ့အတွက်ကြောင့်မလို့ကဘာဖြစ်ခဲ့တယ်ထင်ပါတယ်အမ်တော့ဝေအောင်ကြည့်ရတာပေါ့လေနော်အဲ့ချိန်ကတော့အာမမျိုးကလည်းလှရလေကိုကြိုက်တဲ့အတားထဲမှာလည်းပါတယ်လေမမျိုးပါတယ်နော်မမျိုးဆိုအရင်တော့အရန်သဘောကျတယ်နော်အတိအကတော့ကဘာဖြစ်သွားလို့ ਨੇ တူတယ်မှုတွင်လိုက်ရတာလေ စင်းရနံကိုကြည်ရတာလေဥမာပေါ့နော်ကဘာမှာလူကျင်တတ်မှတ်မှုတစ်ခုရှိတာအဲ့တတ်မှတ်မှုเนี่ยမြဲကြည်ရတာဒီကားထဲမှာဟုတ်အမေကောင်လေးကစိတ်ထားကောင်းနေအဲ့ဟာလေးပေါ်အောင်တော့လောက်ရတာပါလေနော်စိတ်ထားကောင်းအောင်တော့ပေါ်တာမစိတ်ကောင်းထားတာပေါ့နိစိတ်ထားကောင်းတာမဟုတ်စိတ်ကောင်းထားတာစိတ်ထားတော့ဘူးမှမကောင်းစိတ်ကောင်းထားကြတာစိတ်ကောင်းထားတာလေးပေါ်အောင်လောက်ရတာတငယ်ချင်းမျိုးခွဲရောမဲ့အချိန်မှာကဘာဖြစ်နေတဲ့မှုကအခုချိန်ပြန်ပြန်အခုချိန်ဝန်းနေတယ် တငယ်ချင်းမျောက်ခွဲသွားတော့မယ့်အချိန်မှာအဲ့လိုမျိုးတွေအပြင်မှာလည်းခံစားပွဲလေတငယ်ချင်းတွေမရှိတော့တာတော့အဲ့လိုမျိုးဆိုတော့အဲ့မှုကြီးကတော်တော်ကြိုက်တယ်အဲ့အခန်းလေးကိုခံစားကြည့်လိုက်တာပေါ့လေတိလာတကယ်ငါတငယ်ချင်းတွေများတကယ်ခွဲသွားရင်လို့တကယ်ခွဲသွားတဲ့လူတွေတုန်းကဘယ်လိုတွေရှိခဲ့တယ်ဆိုခံစားကြောက်ခံစားကြည့်တာပေါ့ဟုတ်ချစ်တတ်ဖို့အများကြီးသင်စရာမလိုပါဘူးချစ်တတ်တာပေါ့လေဟဲ့ဘုရားကောင်းတဲ့တိုင်းဘုရားကောင်းတဲ့တိုင်းချစ်တတ်ပါ ဘာကိုလဲဘာကိုဆိုတော့ချစ်တတ်ပါတယ်ဟုတ်တယ်ဘာကိုလဲချောတယ်ရက်ရှည်တယ်အတန်ဩဇာကောင်းကြတယ်ဘယ်လိုလုပ်မလဲအော်ကျွန်တော်ကလीအတင်းမရှိဘူးကျွန်တော်ကတိတ်တက်နားလဲရမယ်ကျွန်တော်ရဲ့ love language တွေကိုလက်ခံရမယ်ပုတိပုတ္တနေနေနေမယ်တစ်ခါလေလူကြီးဆန်လဲဆန်တစ်ခါလေခလေးလိုချွဲနေချွဲမယ်အဲ့ဟာကိုနားလဲပြီးတော့ကျွန်တော်တို့တစ်ခါလေကြောက်လို့ရှင်ဆုံးဖြတ်ချက် ခတ်တဲ့အရာတွေမှာဝင်ရောက်ဆွေးနွေးပေးတဲ့လူဆိုလို့ရှိရင်ကြီးကြီးငယ်ငယ် welcome ကျွန်တော်သဘောကျဟုတ်လားအဲ့ဒါကိုကြီးတင်ပေးတာအဲ့ဒီဟာတခုခု symbolism ပေါ့လေနော် symbolism ဒီကောင်း is love language တခုပေါ့ဘလို့လုံးမလဲဆိုပြီးတော့အဲ့လိုတခုခုအာစလုံးမလားဆိုတော့ညောက်တိုင်မြင်လိုက်ကြအာကိုကြီးကအဲ့လိုမျိုးလို့ပူပီပီပင်လေးလှုပ်လိုက်ဆိုပြီးတော့တင်ပေးထားတာဟာ director တယောက်စီကကျွန်တော်ဖြေဘူးတို့လို့ပဲနော်ကျွန်တော်တို့ဟို ကြောင်းတက်တယ်လို့ပဲပေါ့နော်။တင်ချာဆရာမလာရင်တင်ချာဆရာမ physics ဆရာလာရင် physics ဆရာဒီလိုပါပဲအကုန်လုံးကတက္ကနစီအတွက်ကိုသူအာတာချက်တွေအများကြီးတစ်ခုစီရှိကြတယ်။အခုကြုံရတာအကုန်လုံးကကျွန်တော်ကြုံဦးတာကတရုတ်ဆောင်ကလာတဲ့ director တွေနဲ့ကတော့အများဆုံးကြုံရတာပေါ့လေ။ကိုမင်းဦးကိုဝိုင်းကိုတန်းကြီးကိုကိုညိုပေါ့။အဲသူတို့ရဲ့အာတာချက်တွေကကြတော့ တရုတ်တရုတ်ဆောင်ဘလို့ဒီဇလုံးမှာဘလို့တရုတ်ဆောင်ဘလို့ဟာမျိုးဆိုရဲဟာရောစိတ်ထဲနိုင်တာတွေရောဟိုထည့်ပေးတတ်ကြတယ်ပေါ့ဟာအဲ့ဒါတွေအကုန်လုံးတော့ value added ပေါ့လीနော် character တကောင်ရဲ့ value added ကဒီအဝစာတွေ look chain တာတွေပြီးလို့ရှိရင်သူရဲ့ symbolism ထည့်တာတွေ value added တွေပေါ့အဲ့ value added တွေအကုန်လုံးပေါင်းမှဒီ character ပို့ပြီး develop ဖြစ်လာပို့ပြည့်စုံလာအဲ့တော့လိုခံစားလဲဆို commune လို့ခိုင်းလိုက်တာလုံးရလာလုံးမလာလုံးမချလို့ ော် body ကအမြန်ဆုံးအဲ့တော့နှစ်ယောက်သား body တော်တော်အမြန်မြန်ချသေးတာ body ချပေးပေါ့နော်သူနည်းနည်းဂျုံနေပုံစံဖြစ်အောင်နည်းနည်း muscle တွေနည်းနည်းရှိအောင်ဆိုပြီးတော့ဒါပေမဲ့ဟိုမမိမกินလေးမှာရိုက်လိုက်ရတာပေါ့ဩကဘာဖြစ်နေတော့လဲတင်းရနဲ့ဆေးရပေါ့ဘယ်တက်နိုင်ဆင်းရနဲ့ဆေးရပေါ့ကောင်းပါလေလို့စုံနေပြီလေမင်းသမီးအငယ်တွေပဲရိုက်ဖို့ကြံတော့အငယ်တွေတန်းစီထားလို့ပိုက်ရိုက်ဖို့စတက်လာတွေရိုက်ခံနေရအစိတ်ကဟို dramatic ဖြစ်တဲ့ကားလေးတစ်ခုပါ drama ကားလေးဆိုလည်းမမှားပါဘူးအဲအဲ့ဒီကားလေးကပြိတ္တရာသတစ်ခုပြိမဲ့ကားလေးပေါ့နော်အဲ့တော့ယုံထဲကိုဝင်ပြီးတော့ RPG ပါအမှတ်ခံပါတယ်